်မင်္ဂလာပါရှင်ဘုန်းကြီးတော်မူသောသခင်ယေရှုခရစ်တော်ဤနာမတော်အားဖြင့်ခွန်အားတဲ့နေ့စဉ်နှုတ်ကပတ်တော်အစီအစဉ်မှာကြိုဆိုပါရရှင်တမန်ဥဆုံးပြန်သခင်ရဲ့ခြေစော်ကိုချီးမွမ်းပါတယ်ပြန်ခင်ပြီးသောဝိညာဉ်ရေးရာလက်နက်များဆိုတဲ့ကောင်းစဉ်နဲ့ကောရိန္သုဩဝါဒစာဒုတိယဆောင်အခန်းကြီး30အငယ်3ကနေ4ကို ဆင်ခြင်သွန်းကြပါလေအဘေကြောင့်နီးဟုမူကားငါတို့သည်လူစာတီ၌ကျင်လေတော်လဲဇာတိပဂတိအလိုတို့လိုက်၍စစ်တိုက်ကြသည်မဟုတ်ငါတို့စစ်တိုက်၍သုံးဆွဲသောလက်နက်သည်ဇာတိပဂတိလက်နက်မဟုတ်တရားသခင်ဤတကိုးတော်အားဖြင့်မြို့ယိုးမြို့ပြတို့ကိုဖြိုဖျက်နိုင်သောလက်နက်ဖြစ်၏ဘုရားသခင်ကကျွန်တော်တို့ယုံကြည်သူတွေကိုနေ့စဉ်နဲ့အမျှတွေ့ကြုံနေရတဲ့ ဒီမောင်မိုက်နိုင်ငံကို တိုက်ဖြတ်ဖို့အတွက်ကျွန်ုပ်ကို တကူအာနာရှိတဲ့ဝိညာဉ်ရေးရာလက်နက်တွေကိုပေးထားပါတယ်။အခုအချိန်မှာကျွန်တော်ဟာနေ့စဉ်နဲ့အမျှဝိညာဉ်ရေးရာတိုက်ပွဲဝင်နေကြရတာဖြစ်တယ်လို့တိုက်ပွဲကလည်းပြင်းထန်နေပါတယ်။ဝိညာဉ်ရေးရာတိုက်ပွဲဆိုတာကမမြင်ရလို့မခံစားရပေမဲ့လေကိုကိုကိုတိုက်ပွဲမရှိဘူးလို့မလဲစားပါနဲ့။ ျွန်တော်တို့ယုံကြည်သူတွေဆိုတာဗျာဒခင်ရဲ့လူတွေကိုစာတန်တိုက်နေတဲ့သူ့ရဲ့လောကစစ်မြေပြင်မှာ နေထိုင်နေကြရတာဖြစ်တယ်။ဆိုတော့ဝိညာဉ်ရနယ်ပယ်မှာတိုင်နေဆင်နွှဲနေရတဲ့တိုက်ပွဲဖြစ်ပြီးတော့လူမျက်စိနဲ့မမြင်နိုင်တဲ့တိုက်ပွဲတစ်ခုဖြစ်တယ်။နေရာတိုင်းမှာမောင်မိုက်ရဲ့တကူးနဲ့စာတန်ရဲ့စွမ်းအားတွေဟာကျွန်တော်အပေါ်ကြာရောက်လာနိုင်ပါလေ။ သူတို့ရဲ့ပန်းတိုင်က ကျွန်တော်တို့ပျက်စီးသွားဖို့ပဲဖြစ်တယ်။ဒီတိုက်ပွဲဟာတစ်ချိန်တည်းတိုက်တဲ့တိုက်ပွဲမဟုတ်ပေမဲ့လည်းကျွန်တော်တို့ကျွန်တော်တို့မိသားစုကျွန်တော်တို့ဘုရားသခင်နဲ့အတူရှောက်လန်းနေတဲ့အသက်တာမှာ ကာလကြာရှည်တဲ့တိုက်ပွဲဖြစ်တယ်။ရုပ်ပိုင်းဆိုင်ရာလက်နက်တွေနဲ့ဝိညာဉ်ရာတိုက်ပွဲကိုကျွန်တော်တို့မအောင်မြင်နိုင်ပါဘူး။ကြောက်ရွံ့မှုစိုးရိမ်မှုနဲ့တန်တရားတွေဆိုတာကဝိညာဉ်ရာနယ်ပယ်မှာ ကျွန်တော်အသက်တာတွေကိုစာတန်ထည့်ထားတဲ့ပျက်စီးစေရာအမြင့်တွေပဲဖြစ်တယ်။ဒါကြောင့်မစိုးရိမ်ဖို့ဒါမှမဟုတ်မကြောက်ဖို့ကြိုးစားနေတာကဘယ်တော့မှ အလုတ်ဖြစ်မှာမဟုတ်ဘူး။ဝိညာဉ်ရာရန်သူကိုတိုက်ခိုက်ဖို့အတွက်ကျွန်တော်တို့ကိုဖျားသခင်ပေးထားတဲ့ဝိညာဉ်ရေးရာ တိုက်ပွဲကိုဘုရားသခင်ပေးထားတဲ့လက်နက်နဲ့ဝိညာဉ်ရာတိုက်ပွဲကိုတိုက်ရမှာဖြစ်တယ်။ ယောရှုမဆာအခန်းကြီး6အငယ်1ကနေ20ကိုကြည့်မယ်ဆိုရင်ဘုရားခင်မိန့်တော်မူထားတဲ့စကားတော်အတန်းယုံကြည်ခြင်းအပြင်ယေရီခေါမြို့ကိုသူတို့လက်ပတ်ကြတယ်မိန့်တော်မူထားတဲ့စကားတော်အတန်းယုံကြည်ခြင်းအပြင်နာခံလှုပ်ဆောင်ခြင်းနဲ့အတူတဘိုးကိုမှုတ်ပြီးတော့ကျေတဲ့အတန်နဲ့ကြွေးကြော်လိုက်ကြတဲ့အခါမှာယေရီခေါမြို့ယူဟာပြိုလဲသွားပြီးတော့ဣတိလလူမျိုးတွေယေရီခေါမြို့ကိုတိမ့်ပိုက်နိုင်ခဲ့ကြပါတယ် ကျေးဇူးတော်အားဖြင့်ဘုရားသခင်ကကျွန်တော်ကိုဝိညာဉ်ကြီးရတိုက်ပွဲအတွက်အမောင်တုစွမ်းအားတွေကို တိုက်ထုတ်ဖို့ဝိညာဉ်ကြီးရလက်နက်တွေကိုပေးထားပါတယ်ကျွန်တော်ရဲ့ကိုယ်ပိုင် အစွမ်းနဲ့ဒီတိုက်ပွဲကို အနိုင်ယူရမှာမဟုတ်ပါဘူးတိုက်ပွဲဟာကျွန်တော်တို့စီမှာ ရှိတဲ့ခရစ်တော်ရဲ့တကူနဲ့ကိုတော်ပေးထားတဲ့ဝိညာဉ်ကြီးရလက်နက်တွေကိုအသုံးပြုခြင်းအားဖြင့်သာအနိုင်ရနိုင်ပါတယ် ဆူတောင်းခြင်းဟာတဘာဝလောကအတွက်အားနည်းတဲ့လက်နက်တစ်ခုလို့ထင်ရမှာဖြစ်ပေမဲ့ဝိညာဉ်တော်အားဖြင့်ဆူတောင်းခြင်းကပြားသခင်ရဲ့တကူးကိုထုတ်လွတ်ပြီးတော့ကောင်းခင်တမန်တွေရဲ့ကာကွယ်မှုကိုလမ်းညွှန်မှုပေးပြီးတော့ကျွန်တော်တို့ဆူတောင်းနေတဲ့သူတွေရဲ့ဘဝမှာတန်ရှင်သောဝိညာဉ်တော်ပါဝင်စေတဲ့အစွမ်းထက်တဲ့ကိရိယာတစ်ခုဖြစ်တယ်။တန်ရှင်သောဝိညာဉ်တော်တကူးအာနာအားဖြင့်ပြားသခင်ရဲ့နှုတ်ကပတ်တော်က စာတန်ရဲ့လေ့စားခြင်းနဲ့ကွဲပြားခြင်းကိုဖြုတ်ခွဲပါတယ်။ဒီဝိညာဉ်ရလက်နက်တွေဟာစာတန်နဲ့မောင်မိုက်နိုင်ငံအတွက်စိုးရွားတဲ့ချိန်ချောက်မှုတွေဖြစ်လာစေပါတယ်။ဒီပြားခင်ရဲ့တကူအာနာရှိတဲ့လက်နက်တွေဟာကျွန်တော်ဘဝမှာစာတန်နဲ့သူ့ရဲ့အမောင်နိုင်ငံရဲ့အမာခံတွေခံတက်တွေကိုဖျက်ဆီးပြစ်မှာဖြစ်တယ်။စာတန်ကကျွန်တော်တို့ကိုတိုက်ခိုက်လာတာနဲ့အမျှ ကျွန်တော်ကိုယ်တိုင်နဲ့ကျွန်တော်မိသားစုကိုကာကွယ်ဖို့အတွက်ပြန်ခင်ရဲ့နှုတ်ကပါတော်နဲ့ယုံကြည်ခြင်းရဲ့ဝိညာဉ်ရလက်နက်တွေကို အသုံးပြုပါအရင်နောက်ကျွန်တော်တို့မှာခရစ်တော်ရဲ့တကူတော်အားဖြင့်ကျွန်တော်တို့ဟာမောင်မိုက်နိုင်ငံကို အနံ့ယူနိုင်ပါတယ်ပြန်ခင်ပြီးတဲ့ဝိညာဉ်ရလက်နက်တွေကတော့အဖက်အခန်းကြီး6အငယ်30ကနေ session မှာအတိအကျပေါ်ပြထားပါတယ်အဲ့ဒီအထဲမှာတစ္ဆာဆိုတဲ့ကပန်း ဖြောင့်မတ်ခြင်းယဉ်အုပ်တစားငြိမ်သက်ခြင်းနဲ့ရှင်တဲ့ဧဝံဂေလိတရားကိုဟောပြောဖို့အတွက်ခြေစွတ်ဖနက်ယုံကြည်ခြင်းလောအကဲ့တင်ခြင်းတန်ခမောင်းလုံးတွေဟာယုံကြည်သူတယောက်အတွက်ကာကွယ်တဲ့လက်နက်တွေဖြစ်ပြီးတော့နှုတ်ကပတ်တော်ဝိညာဉ်တော်ရဲ့ဓာတ်ကတော့စာဒဏ်နဲ့သူ့ရဲ့အပေါင်းအပါတွေကို ပြန်ပြီးတော့မှ တိုက်ခိုက်တဲ့လက်နက်ပဲဖြစ်တယ်။ဆူတောင်းခြင်းကတော့အဝေးပြစ်လက်နက်ပဲဖြစ်တယ်။ ဒါကြောင့်ဒီနှက်ကွက်တော်ဂရီတော်အရာကျွန်တော်တို့ဝန်ခံအသက်ရှင်သွားဖို့ကဝိညာဉ်ရစစ်ပွဲကိုကျွန်တော်တို့ပတ်ဝန်းကျင် အသက်တာမှာတိုက်နေရတယ်တိုက်ပွဲရှိနေတယ်စာတန်ကကျွန်တော်တို့ကိုဖျက်ဆီးဖို့အတွက်သူတတ်နိုင်တယ်မြလှုပ်ဆောင်มาဖြစ်ပေမဲ့လည်းတခင်ယေရှုခရစ်တော်ကကျွန်တော်တို့ကိုတိုက်ပွဲအတွက်ဝိညာဉ်ရေးလက်နက်တွေကိုအပြည့်အစုံပေးသနာတော်မူထားတယ်ဒီလက်နက်တွေကဘုရားသခင်ရဲ့တကူတော်ပဲဖြစ်တယ် ခရစ်တော်ပေးတော်မူတဲ့ဝိညာဉ်ရလက်နက်တွေအားဖြင့်ယန္တုကိုကျွန်တော်တို့အောင်းနိုင်ပြီဖြစ်တယ်။ကျမ်းနာဆင်ကျင်ခဲ့တဲ့သူတိုင်းအခုလိုမောင်မိုက်နိုင်ငံမှာရှိနေရတဲ့အချိန်များအတွင်ဘုရားသခင်ပေးတဲ့ဝိညာဉ်ရလက်နက်တွေကို အစဉ်မဲအသုံးပြုနေခြင်းအားဖြင့်စာတန်နဲ့အပေါင်းအပါတို့ရဲ့အမောင်တကိုးတွေအားလုံးကို နေ့စဉ်အနိုင်ယူပြီးတော့အောင်မြင်တဲ့အသက်တာကိုရယူသွားနိုင်ဖို့ဘုရားသခင်အတူရှိကောင်းချီးပေးနေပါစေ။ အာမင်ဤကွာတဲ့နှုတ်ကပတ်တော်အစီအစဉ်သည်နေ့စဉ်တင်ဆက်သောအစီအစဉ်ဖြစ်သောကြောင့်စောင့်မျှော်၍ဝိညာဉ်ခွန်အားယူပါရန်မေတ္တာပြည့်လို့ဆောအပ်ပါသည်